အဲ့တော့သူတို့မသိခင်လေးတော့စားရပါစီဆိုပြီးတော့တက်နိုင်တာလေးတော့အဲ့လိုပေါ့နော်ခမီးတက်နဲ့တော့ကျွေးတာမဟုတ်အန်ဒီလေးဆိုခွေးချီရစာကျုံရတယ်တချို့မကြက်လို့ရှိရင်အဲအန်ဒီလေးသူတို့ကတော့မဟုတ်ဘူးသဘောရင်းနဲ့ပြောတာကိုရီးယားတောင်းထားတယ်ဆိုအန်ဒီလေးခွေးချီပတ်သွားတယ်ခမီးနိုင်တာနေပါဆိုအော်လာလာအန်ဒီလေးကျုံပြီပဲဆိုကျုံပြီတော့သူတို့ကလည်းကို့ပေါ့ မညွန်ညင်ဘောနော်အဲအန်ဒီကတကယ်လုတ်ပေးတယ်ဗောလူဆိုတာတောင်းဝင်ယူမှုဆိုတာအစာကျွေးအောင်တခုတည်းနဲ့မပြီးဘူးကိုကသွားပြီးတော့ဟဲ့ငါခွေးဟောင်းတာဟောင်းတာဗာဖြစ်လေဟောင်းတာသူခွေးပဲတိရစ္ဆာန်ပဲဟောင်းမှာဗောသွားပြောလို့မရဘူးဒါကတောင်းဝင်ယူမှုမဟုတ်တော့ဘူးအဲ့လိုသွားပြောလို့ရှင်ကိုကလေးကိုနည်းနည်းဆိုမြန်မြန်ရန်ညူထားမှာလေမဟုတ်တာဟုတ်တာပြောကြမှာလေပဝင်းကျင်ဆိုတာကကိုကအောက်ကျို့တာခွေးမွေးလို့ရှင်တော့ကိုကအောက်ကျို့ရမှာပဲဒါဒါအနည်းရခိုင်ပြောလေသူများခိုင်ပြောတော့မသူခွေးမွေးထားပြီဆိုရင်ဒါကိုရဲ့ခွေးရဲ့ဖြစ်စဉ် ိုကတိနေပြီ2014မှာစကြွေးတယ်ဒီဒီတလိ္ဆန်လောကကိုစဝင်တာပေါ့2014ရနေပြီးတော့အခု2025အထိဟို2014ရနေပြီးတော့2020အထိကတော့အလူခမကြွေးကိုပစံနဲ့ကိုကြွေးတာ2000နဲ့ဟိုပေါ့21 22 23အခု25အထိကလားစင်အလူရှင်လေးတွေနဲ့လည်းကြွေးတယ်ဒီ DIA ဝင်းနေရခလေးတွေကတော့ တနစ်ခွဲကြော်ကြော်ရှိပြီးတောင်းယူလိုက်တာပေါ့သူများသူများတွေနဲ့လူအများနဲ့နေရတဲ့ခါကျရင်ဥမာမော့အန်ဒီလေးဆိုခွေးချီရစာကြုံရတယ်တချို့မကြက်လို့ရှိရင်အဲအန်ဒီလေးသူကတော့မဟုတ်ဘူးသဘောယူနေပြောတာကိုရီးယားတောင်းယူထားတယ်ဆိုအန်ဒီလေးခွေးချီပတ်သွားတယ်ထမင်းနိုင်နာနေပါဆိုအာလာလာအန်ဒီလေးကြုံပြီဆိုကြုံပြီတော့သူတို့ကလည်းကို့ပေါ့ မညွန်ရင်ပေါ့နော်အဲအန်တီတွေကတကယ်လုတ်ပေးတယ်ပေါ့လူဆိုတာတာဝန်ယူမှုဆိုတာအစာကျွေးုံတစ်ခုတည်းနဲ့မပြီးကားကြိတ်တာတို့ဘာတို့ပေါ့နော်အနာဖြစ်နေအနာတွေးတဲ့လူကကိုယ်ပေါ့အဲ့လိုမျိုးပေါ့ဟိုစာကျွေးပြီးတော့ငါပြီးသွားပြီဆိုထားခဲ့လိုက်လို့ဆိုသူကအနာဖြစ်မယ်လောက်တွင်မယ်သိရမယ်လေဟိုသူတို့အသက်ရှင်နေတဲ့ကာလပတ်လုံးတော့အနာလေးတွေဖြစ်နေဆို စိတ်ကူပြီးကိုကိုကောင်းတာပေါ့ခလေးတွေအတွက် ဟိုတလေးဆန်ဆိုတာတော့ကိုလည်းဘယ်နည်းတရားမှမသိဘူးသူလည်းပဲဒါမဲ့မသိခင်လေးမှာသူတို့နာကျင်ခံစားမှု မရှိပါအောင်လေလေဝိုင်းဝန်းကူညီတော့စိတ်ခုပေးကြတော့ကောင်းလာပေါ့အဲ့လိုမျိုးလေလူတွေလိုလဲအဆန့်ပေးလို့လဲဝယ်စားလုံးမတက်ဘူးတိချက်ကဒုတိယချက်ကကြတော့သူတို့ကတလေးဆန်ဆိုတာသူများကျွေးမှစားရတဲ့ဘဝတွေနောက်လမ်းမေးမှအဲ့လမ်းမေးမှစားဆိုတော့လူတွေတောင်မှလမ်းမေးမှအဲ့လမ်းမေးမှစားတဲ့လူတွေရှိသလိုသူတို့ကတလေးဆန်ဆိုတော့လမ်းမေးမှ စားရမယ်အိပ်ရမယ်ဆိုတော့မိုးရွာရင်လည်းသူတို့မိုးဆိုတဲ့နေရာမှာအိပ်ရမယ်သူများရိုက်ရင်လည်းသူတို့ခံရတယ်သူများဆောင်ကန်လည်းသူတို့ခံရတယ်သူများအစိတ်ချရင်လည်းသူတို့ခံရတယ်အဲ့တော့ဘယ်နည်းဘယ်လိုတည်ရမလဲဆိုတော့ ကိုတော်မှမသိဘူးလေအနီလေးတော့ဆိုတော့ဘယ်နည်းတင်ရမှမသိဘူးအဲ့တော့သူတို့ကမသိခင်လေးတော့စားရပါစေဆိုပြီးတော့တက်နိုင်တာလေးတော့အဲ့လိုပေါ့နော်ခမီးတက်နတ်တော့ကျွေးတာပေါ့ပဝင်းကြီးမထိခိုက်အောင်ဘယ်လိုတောင်းဝင်ရမဆိုအနီလေးဆိုလို့ဆိုရင်တော်တော်ဟောင်းနေအနီလေးကဲထားတဲ့ကောင်းနေဆိုဒီလိုပဲကိုကဘယ်လိုခေါ်မလဲဆိုတော့တောင်းဝင်မှုဆိုတာကိုကလေးဟောင်းတဲ့ခါကျသူများဟဲ့နင်တို့ခင်ရဟောင်းနေရပဲဘာဖြစ်လဲဆိုတော့မဟုတ်ပါဘူးသူတို့ကတခင်ကိုကြိုတာပါအဓိကတစ်ချက်ကတခင်ကိုကြိုတာပါအမြဲတမ်းလည်းမဟောင်းပါဘူးကြိုက်လည်းမကြိုက်တတ်ပါဘူးမကြိုက်ရင်ပေါ့ ။ကြိုက်တာတော့မကြိုက်ဘူးလို့ပြောလို့မရဘူးလေ။ကြိုက်လည်းမကြိုက်တတ်ပါဘူး။သူတို့ကဟောင်းနေဆိုတခင်ကိုကြိုးတယ်လူစိမ်းလာရင်ဟောင်းတယ်။နော်အများကနေတိုင်းတည်းမဟောင်းပါဘူး။ဥမာပေါ့ခလေးလို့ပေါ့။မုတ်ရနေတော့ပဲငုံမလဲ။ ဟုတ်တော့မလားသူတို့လည်းတခင်အိမ်ထဲမှာရှိနေတဲ့ခါတော့အပြင်သွားတဲ့ခါကြာတဲ့ခါကြာတော့ဒစိမ့်လာတဲ့ခါကြရင်အော်မယ်ကလေးတွေလိုပဲပေါ့မုတ်စားနေရရင်တော့ဘယ်ငုံမလဲကိုကိုမိဘလက်ထဲမှာဆိုလို့ဘယ်ငုံမလဲတခြားကလေးတခြားလူချင်းမှာဆိုရင်တော့သူငိုချင်းငုံမယ်လေအဲ့တော့ကိုကပါပြောရမယ်ပတ်ဝန်းကျင်ကိုကိုကတောင်းမှန်ရမယ်ဒီကလေးလေးတွေကဟိုအနောက်ရက်ဖြစ်ရင်လည်းတောင်းမှန်ပါတယ်တလိမ့်ဆန့်မှုလို့မသိလို့ပါနော် ျမပြောချင်ရင်လည်းကျမအောင်ပဲပို့ဆိုပဆက်ပြောပါဒီနဲ့အောင်လို့ဟုတ်တော့မလားဒါမျိုးလေးတွေဆိုရင်ကိုကသွားပြီးတော့ဟဲ့ငါခွေးဟောင်းတာဟောင်းတာပါဖြစ်လေဟောင်းတာသူခွေးပဲတိရစ္ဆာန်ပဲဟောင်းမှာပေါ့သွားပြောလို့မရဘူးဒါကတောင်းဝန်ယူမှုမဟုတ်တော့ဘူးအဲ့လိုသွားပြောလို့ရှင်ကိုကလေးကိုနည်းနည်းဆိုမြမရန်ညူထားမှလေမဟုတ်တာဟုတ်တာပြောကြမှလေပဝင်းကျင်ဆိုတာကကိုကအောက်ကျို့တာခွေးမွေးလို့ရှင်တော့ကိုကအောက်ကျို့ရမှာပဲဒါဒါအနည်းရခိုင်ပြောလေသူများခိုင်ပြောတော့မသူခွေးမွေးထားပြီဆိုရင်ဒါကိုရဲ့ခွေးရဲ့ဖြစ်စဉ်ကိုကသိနေပြီ ဒီခွေးရပါလို့ကြောင်းမလို့ဟောင်းလို့ဆိုကိုတိနေပြီဆိုပဝင်းကြီးကဟဲ့နေခွေးရအားဟောင်းတာပဲငါတို့ကစိတ်ညစ်မဲ့အိပ်ရဦးဆိုတောင်းမှမှာတဲ့နောက်လို့မဖြစ်အောင်လို့ထုံးမို့ပြီးတော့တင်ပြီးပါမယ်ဟိုတလေးဆန်ဆိုတော့မာကြီးရဲ့ဘယ်လိုပဲချမ်းသာမဟောင်းလဲလို့လည်းပြောလို့မရအောင်လူလူနားမလဲလို့တောင်းမှမှာတဲ့နော်ဟိုအဟောင်းများရင်တောင်းမှမများအောင်လို့ဘယ်လိုလေးထိမ့်သိမ့်မယ်ပါညာဆိုတောင်းမှရင်လူကကျင်တတ်တာပဲလေဟုတ်တော့မလားပို့ခွေးရလဲဟောင်းမသူများလဲမအိပ်ရပဲညာလုံးနေရင်တော့ ဒါကုတ်ခလေးတွေကိုအနေရပေးမှာပဲအဲ့လိုအဲ့လိုတော့သူကတောင်းဝန်ယူမှုလေးနဲ့အဲ့လိုမျိုးလေးလောက်လိုက်ပိုကောင်းတာပေါ့သမီးရဲ့